။ညီမအင်းနဲ့လေလူပဲလုံးမလို့လား။လူတင်လူရပါမယ်မေ။အိမ်တော်အိမ်တော်ပြုတ်ကတော့ဟိုပေါ့။မေကတော့ပြုတ်ခိုင်းနေရပဲ။သူကတော့ပြုတ်ပဲမထင်ဘူးတော်တော်နဲ့။ဘလို့ပြုတ်ခိုင်းနေရတော့ဦးမေ။မေကမေကတော့တနေ့ပြောရင်နင်းနင်းဟိုကမိမယူလိုက်တော့တယ်တိတ်။နှစ်နှစ်သုံးလောက်နေယူလိုက်တော့တယ်။အေးရငါလက်ထက်ကလွင်ပြီးတာပဲဆို။သူကတော့သူကတော့တော်တော်နဲ့ယူမှာမဟုတ်ဘူး။သူများသားမီးယူပြီးရင်လည်းစိတ်ချမ်းသာပြည့်ပြည့်စုံစုံကြုံကြုံဝော်ထားတယ်။ခုလည်းတက်ကနည်းနည်းကြီးတာကြီးတာပြီး30နာကန်လို့ယူမှာရှင်တော့ ေရှုပ်တယ်လေကိုကြီးပစံကကိုကြီးကလည်းမေ့ဝဲပဲအတားဆိုမေကဒီနေ့ပြန်ပြီးတော့အဟောဖြစ်ခိုင်းတာဆိုတော့ဒီနေ့မဲလောက်ရတယ်လို့ဖြစ်တာပေါ့ဟိုတော့ဘူးမခတ်ပါဘူးဘူးမခတ်တော့ဘူးလောက်ပြီးတော့ဒီလောက်ပြီးတော့ရင်တော့ခက်တယ်ရင်တော့ခက်တာပေါ့နားမလည်ဘူးလေရင်တော့အခုကြောင့်သူလဲဒီမှာတောက်တက်စားတဲ့နေတောက်တက်စားတဲ့နေတော့အပြင်ကအပြင်ကဈေးနှုန်းတွေဈေးနှုန်းတွေတိပါပြီပေါ့ ိုမျိုးမေးစီရမုံမိုးဆိုပြီးတော့မတောင်းအောင်ပြင်သွားခင်နေကြလို့ရှိရင်တောင်းခန်းလန့်လောက်ပေါ့အဲ့လိုယူသွားပြစ်တယ်ဒါပေမဲ့လည်းအများတိုင်းတော့လည်းမထွက်ဖြစ်ပါဘူးအဲ့လိုသူသွားရင်လည်းသူလိုတလောက်ပေါ့အဲ့သွားမယ့်နေရာကိုဘူတီးပြီးတော့ယူသွားတော့ကစီလည်းနေစီမံလည်းစီမံခံဝဲတက်တခါကြရင်သူသူ့ရဲ့စီမံခံဝဲမှုကလိုအပ်တယ်ပေါ့နော်တခါလေကြောက်လည်းအဲ့ဒါဘယ်ကောင်လဲမလိုအပ်ဘူးလို့ခံစားရတယ်ဒီမှာတချို့နေရာတွေမှာတော့လိုအပ်တယ်အသုံးဝင်တယ်တချို့နေရာတွေမှာတော့နည်းနည်းဘယ်ကောင်လဲပူရလို့ဖြစ်တယ်ပေါ့နော်ဒါကြောင့်တော့ main key ဆိုတော့အဲ့ဒါသူ့အတွက်တော့ကောင်းပါတယ် ကျွန်တော်တို့တော့မကောင်းဘူးပေါ့အဓိကတော့ဟိုက तू तू ရဲ့ဘောက management လုပ်တာအထက်ဟို तू ကလည်းမိကိုပတ်စံအပ်တယ်ဆိုတော့မိရဲ့ပတ်စံတွေကိုတင်နေရလို့မျိုးအမကုံသိတာမကုံအောင်ထိန်းသိမ်းပေးရမယ်ဟိုကတာဝန်ရှိရလေဘာဖြစ်လို့လဲဆိုတော့အမ်အဝင်ထက်အထွက်ကပုံများအနေနဲ့ပုံကောင်းတယ်အဲ့တော့အဲ့ဒါလေးကိုလိုက်ထိန်းပေးတဲ့သဘောပါပဲဟိုလိုမျိုးဟိုအများတိုင်းတော့လဲကုတ်နေရဆိုတာမျိုးတဲ့လိုအသုံးသင့်နေရတော့မသုံးသင့်နေရတော့ short တော့သူအရင်တော့အထက်စားလို့ရှင်တော့အများကြီးရင်းကျက်ပြီးတော့ ွာတိတက်လာတယ်ပြီးတော့အဲ့လိုမျိုးသူသူကလည်းအဲ့လိုမျိုးတခုဆိုလို့ရှိရင်သူကိုယ်တိုင်ခံစားပြီးမှသူကအော်ဒါဒီလိုပါလားညီမနဲ့အမေပြောနေသူကလက်ခံညီမလက်ခံအဲ့တော့သူခံစားပြီးမှသူတွေ့ကြုံပြီးမှသူကပြောင်းလဲသွားတယ်ဆိုအခုဆိုလို့ရှိရင်အတွေ့ကြုံလည်းအများကြီးရှိပါပြီဆိုတော့ဟိုလိုအများကြီးလည်းပြောင်းလဲပြီးတော့ရင်းကျက်လာပြီပေါ့အများကြီးလည်းဒုက္ခရောက်ပြီပေါ့အများကြီးလည်းအဲ့လိုမျိုးဒုက္ခတွေတော့ရောက်ခဲ့တယ်ပေါ့အများကြီးပြင်ဆင်ပြီးတော့ပြောင်းလဲလာပြီလို့ထင်တာပဲအခုလည်းတက်ကနည်းနည်းကြီးလာပြီ30နာကန်နေပြီ အဲ့နောက်အဲ့နောက်ပြုတ်ကတော့ဟိုပေါ်မေကတော့ပြုတ်ခိုင်းနေရပဲသူကတော့ပြုတ်မယ်မထင်ဘူးတော်တော်နဲ့ဘယ်လိုပြုတ်ခိုင်းနေရတော့ဦးမေကမေကတော့နေ့ကပြောရင်နင်းနင်းဟိုကမိမယူလိုက်တော့တယ်တိတ်နှစ်နှစ်သုံးလောက်နေယူလိုက်တော့တယ်အေးရငါလက်ထက်ကလွင်ပြီးတာပဲဆို။သူကတော့သူကတော့တော်တော်နဲ့ယူမှာမဟုတ်ဘူး။ကိုယ်ကတဘောသူပြောပေါ့။သူကတော့အဲ့လိုမေယူခိုင်းလဲယူပေါ့။သူသူ့တဘောတိုင်းမှာပဲလိုက် control လုပ်ထားတာမရှိဘူး။ယူမှာရှင်တော့။ဒီကတော့သူများသားသမီး ကိုယူရဲဆိုတာဗျာလက်ထက်တယ်ဆိုတာသူ့ဘွားတဘွားလုံးတာဝန်ယူတယ်ဆိုပြီးခရီးကူပြူရတယ်တူတူပဲဗျာအဲ့လိုတကယ်တာဝန်ယူနိုင်ပြီးတော့သူများသားမျိုးယူပြီးရင်လည်းစိတ်ချမ်းသာပြည့်ပြည့်စုံစုံကြုံကြုံဝထားတယ်အဲ့လိုအချိန်မျိုးမရောက်ခင်နေမယူချင်တာပါအကြောင်းပဲထမကြောင်းမှာပါအချိန် easy ပေါ့နော်ပြောနေတာချင်းပြီလာလို့မေးလိုက်ပါသူကိုကြတော့လိုက်လာတယ် ကြတော့လိုက်လည်းမလိုက်လာဘူးကြည်လည်းမကြည်ဘူးမဟုတ်ကြည်ပါပါအဲ့တော့ပြောလိုက်ပါပရိသတ်ကြီးလည်းပြောလိုက်ပါအနေစိတ်ဆွေးဟူးကြောင့်ညာကျွန်တော်ကြည်ကြည်တယ်ကြည့်ကြည့်နေမှာပါညီမလေးနေရာလေးသူကြီးကသူပိုစားရရှိတာဘလို့လားဟုတ်ပါရဲ့သူဒီအပိုင်းဟိုဟာလေသရူသားရံပဲလို့သရူသားရံရှိမြန်မင်္ဂလာဆောင်လေးအကုန်လုံးသရူသားရံသူပါတယ်အဲ့တော့ခါကျအမအဲ့ဒါနဲ့ညီမပွဲလည်းမလိုက်နိုင်ဘူးသူကသူမအားဘူးဖြစ်နေတယ်လို့မျိုး ။ဒီရလောက်ကမနှခါလောက်ရှိပြီတော့။ဟုတ်ကဲ့။ဈေးကလည်းမရှိပါသေးဘူး။3000ဆိုတော့ယူရမယ်ပြောတာเนาะ။ဟုတ်လား။အဲ့တော့ညံ့ညံ့လောက်ခိုင်းတယ်လေ။အလိုပါပဲ။လှုပ်လှုပ်ညံ့ညံ့လောက်။6ခါလှုပ်ယူလို့ဖြစ်တာဆို။ဟုတ်လား။10000လောက်လှုပ်ပေါ့။ဝီကောက်ကြည့်လာပြောလိုက်ပါဦး။သူကားနဲ့မဆိုကြည့်။သူကတော့မကြည့်တာ။ဒီနေ့ကြည့်ရဲအကုန်လုံးမြဲတယ်။အဲ့လိုမျိုး။ဟိုပြည့်ရင်လည်းလိုမျိုးပေါ့ဘယ်နေရာလေးတော့ဘလို့ဘလို့ဖြစ်မယ်ပေါ့အဲ့လိုမျိုးပေါ့ကိုကကိုကိုထင်တာလေးတွေမြင်တာလေးပြောပေါ့အဲ့လိုပြောလို့ရှင်လည်းသူကလက်ခံပြပါတယ်